ကတော့ဒီနေ့ကျွန်တော်တို့အော်တိုဘာလ22ရက်နေ့ဘိုဒိုမနီတရတာအတွက်လက်ရှိဈေးထိုးကြနေတဲ့ကမ္ဘာရွှေဈေးကဘယ်လိုနေသားဆက်ပြလာနိုင်မလဲဆိုတော့ကျွန်တော်တုံ့တက်ပြောကြားပေးတာဖြစ်ပါတယ်။ကမ္ဘာရွှေဈေးကကျွန်တော်ဒီကာလမှာဒါသတင်းထုနေနေပေါ့ကျွန်တော်တောက်လျှောက်တက်ခဲ့ပေါ့နော်။ကျွန်တော်2လလောက်နီးပါတောက်လျှောက်2လကျော်ပေါ့နော်။2လလောက်နီးပါတော့မဟုတ်ပါဘူး။2လကျော်တောက်လျှောက်တက်ခဲ့ရတယ်နေ။မနေ့ရဆိုရင်ပြကျွန်တော်တို့တရတာအတွင်းမှာအမြင့်ဆုံး4395ကနေအနိုင်ဆုံး4082ထိဆိုတော့ကျွန်တော်တို့ပြပောင်းပေါ့နော်ကျွန်တော်တို့200 ျွန်တော်တို့293တုံးပစ်လောက်ထိုးကြခဲ့တဲ့နေသားကိုကျွန်တော်တွေးရတယ်ခင်ဗျာ293ပစ်လောက်ထိုးကြခဲ့တယ်ဒါတမိုင်းတစ်လျှောက်မှာကဘာရွှေစီတရက်သားတွင်မှာ အများဆုံးဈေးကျတဲ့စံချိန်တစ်ဖြစ်ပါတယ်အရင်တော့ကဗောနော်အများဆုံးဈေးကျခဲ့တာက2013 ကျွန်တော်တို့ April 15ရက်နေ့တော့ဆိုရင်အဲ့တော့ဆိုရင်ကဘာချွေစရာကျွန်တော်တို့ Cyprus ကအရန်ရွှေတွေပေါ့ Cyprus အစိုးရကအရန်ရွှေတွေထုတ်ရောင်းมาရဲ့အဲ့တော့ဆိုတရုတ်ရဲ့ GDP ကြီးကဆိုးရတာရဲ့အမေအဲ့တော့ American စီးပွားရေးပြန်လဲဥမော်တာကြီးကြောင့်ကျွန်တော်တို့ကတရက်ထဲနဲ့ကဘာချွေစရာအဲ့တော့ဆိုရင်ကျွန်တော်မှတ်မိတော့1495ကနေပြီးတော့ sorry 1495ဟုတ်တယ်1495နေပြီးတော့ကျွန်တော်တို့1335အထိတနေ့တည်းနဲ့ပစ်160ထိုးကြခဲ့တာဖြစ်ပါတယ်မနေ့ကတော့ပစ်293ပစ်ဆိုတော့ဒါစံချိန်တစ်ဖြစ်ပါတယ် အဲ့လိုအကြအကောင်းနေတဲ့ကမ္ဘာရွှေစရာဒီနေ့မှကျွန်တော်တို့ဗျာဒီနေ့မနက်မှဆိုရင်လည်းကျွန်တော်ဘလောက်ထိုးကြကြလဲမလဲဆိုတော့မနက်ကဈေးပွင့်လာတော့ကျွန်တော်4132လောက်မှဖွင့်လာကျွန်တော်ဗမာစံတော်ချင်းပေါ့နော်အဲမနက်6နာရီခွဲထိုင်းစံတော်ချင်းမနက်9နာရီလောက်ချင်းမှာဈေးကဝုန်းဝုန်းနဲ့ဗျာကျွန်တော်တို့ကဘဲထီးတောင်ကြပါရယ်ဆိုမျိုးဆို4000 4000တောင်ကြသွားတာ4000လေးတီကြပြောချက်ချင်းကိုပြန်ကန်တက်တယ်အခုဆိုရင်ကျွန်တော်ဘလောက်ထိရောက်နေဆို4140နာပြန်ရောက်နေပြောချင်တာတက်ရှိတက်ရှိကာလကဘာရွှေဈေးကဈေးအလောက်ခတ်ပေါ့နော်အရန်ကျမ်းပါတယ် ဗွန်လုံးများပြောစီအလုတ်ခတ်ရမ်းချမ်းတာဖြစ်တဲ့ကကျွန်တော်တနာရီသွင်းမှာဗျာကျွန်တော်တို့ပင်90ပစ်60ဗျာပင်90ပစ်60ဆိုဥမာဗျာ4400နေဗျာကျွန်တော်အခုဆိုရင်4140ကိုကျွန်တော်ပစ်130ကျော်ပြန်တက်တာကျွန်တော်ဗန်နာရီသွင်းပြန်တက်လဲပြင်မယ်ဆိုမနက်9နာရီနေခုအာကျွန်တော်ဗျာအာခုကျွန်တော်7နာရီလောက်အသွင်းပေါ့7နာရီလောက်အသွင်းဆိုတော့ကျွန်တော်တို့က4နာရီလောက်အသွင်းမှာကျွန်တော်ပစ်100ကျော်ချက်ချင်းကိုပြန်ခုန်တက်တာဖြစ်ပါတယ်ဒါလေးကသတိထားမယ်နေတာဖြစ်ပါဒီကာလမှာကျွန်တော်ကဘာချွေစီကိုကရေတိုပဲရောင်းရောင်းလှုပ်လှုပ် ရေလက်ပဲရောင်းဝယ်ကလတ်လက်ပဲရောင်းဝယ်လို့လို့ပေါ့နော်ကျွန်တော်ရေရှိပဲရောင်းဝယ်လို့လို့သတိထားမှာဖြစ်ပါအဲ့နေသားဈေးအလောက်ခတ်ကျန်းတဲ့အနေသားကသူတပြင်းရေတို့ရောင်းဝယ်လို့တဲ့လူတွေအတွက်တော့မျက်လွယ်ရှုံးလွယ်ပါတယ်ခင်ဗျမျက်ရင်လည်းချက်ချင်းမျက်သွားနိုင်လို့ရှုံးရင်လည်းချက်ချင်းရှုံးသွားနိုင်အဲအရာလေးဆိုကျွန်တော်သတိထားဖို့လိုပါတယ်ခင်ဗျဟုတ်ပြီအဲ့အဖက်ကကျွန်တော်ဒီနေ့ကပတ်ရွှေဈေးရဈေးဆက်ကြအောင်မလားဒါမှမဟုတ်အသက်ဘက်လုံးဝပြောင်းအောင်သွားပြီလားလက်ရှိပြန်တက်ပြန်ကန်တက်လာတဲ့အနေသားရအသက်ဘက်လုံးဝပြောင်းအောင်သွားပြီလားကိုကျွန်တော်တို့ကပတ်ရွှေရဲ့ဈေးအတက်ချက်လေးကိုကြည့်ပြီးတော့သုံးသပ်ကြည့်လိုက် ါဒီမှာဆိုကြည့်လိုက်ပါကြာမနေ့မှာတရက်တာသုံးကြည့်လိုက်ပါဒါအကြအားကြီးอ่ะအကြီးကြီးပဲဟုတ်ပြီဒီနေ့သားမှာကျွန်တော်မနေ့မှာဆိုရအကြတိုင်းလိုက်ဝယ်တဲ့လူတွေပေါ့နော်ဟာအနေစေးရောက်ဘာလို့မင်းဆိုဆိုကပ္ပချွေစီကအရင်ကာလတွေတောင်ကြာတိုင်းလိုက်ဝယ်ရင်မြတ်တာဟုတ်ကြာတိုင်းဝယ်မြတ်ပြီအဲနေနေတွင်ချင်းမြတ်တယ်ပေါ့ကြာတိုင်းဝယ်မြတ်ပြီနောက်တစ်နိုင်လောက်နေမြတ်ပြီကြာတိုင်းဝယ်နောက်တစ်နိုင်လောက်နေမြတ်ပြီအဲ့ကြာတိုင်းဝယ်တမရီကမနေ့ကဆိုရင်ကျွန်တော်အထိနာခဲ့ပါတယ်ဒီနေ့မှလည်းကျွန်တော်ကဘာဖြစ်လဲလို့မိမယ်ဆိုမနက်ကဗျာ၄တောင် လေးထိကျသွားတယ်အခု၄340နာကိုပြန်ရောက်နေဒီနေ့ထပ်မှဟာဒီနေ့မှလည်းကျွန်တော်တို့ကဈေးကျရင်ဝယ်ရမယ်ဆိုတော့ကျွန်တော်တို့အသွေးခေါ်ကြီးရကျွန်တော် trader အများစုမှလွှမ်းမိုးနေမှာလွှမ်းမိုးနေနိုင်မှာကျွန်တော်တို့ဒါမှမဟုတ်တခုတည်တားမှာမနေ့ကတရက်တာအတုံးရကြည့်ပါစံချိန်တင်တရက်တာဈေးကျခဲ့တာဖြစ်ပါတယ်ဈေးအကြုံခက်ကြီးကြီးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဖြစ်တဲ့အခါမှာကျွန်တော်တို့က မနေ့ကဈေးအကျအားတာခဲ့တာဖြစ်တဲ့အခါမှာဈေးအကျအားကောင်းခဲ့တာဖြစ်တဲ့အခါမှာမနေ့ကဈေးအကျအားကဒီနေ့အထိဆက်ရှိနိုင်ပါသေးတယ်ပြီးတော့ကျွန်တော်တက်သုံးကပြတအောက်လျှောက်တက်လာခဲ့တာတက်သုံးကကျွန်တော်ဒီမှာတအောက်လျှောက်တက်လာခဲ့တာเนาะကျွန်တော်ခဏလေးတစ်ချက်ဒီမှာတစ်ချက်ပြပေးကျွန်တော်တို့တက်သုံးကကျွန်တော်တို့ဟုတ်ပြီတက်သုံးကတအောက်လျှောက်တက်လာခဲ့တာဗျာတအောက်လျှောက်တက်လာခဲ့ကျွန်တော်ဒီမှာသေးပြန်ကြတယ်ဗျာ နှစ်ရက်လောက်ပဲနှစ်ရက်တော့မှအကြတုံးလေးကခက်ပပလေးခက်သေးလေးဗျခက်သေးလေးလေးအဲ့ဗျတောင်းလျှောက်တက်လာခဲ့တဲ့ကဘာချွေစရာပဲလက်ရှိမှာရေတိုးဈေးပြန်ကန်ကြတယ်ဒီရေတိုးဈေးပြန်ကန်အကြလေးကဗျကျွန်တော်အမြင်ကနှစ်ရက်သုံးရက်လောက်ဇက်တိုက်တော့မကြတင်ဘူးလားပေါ့နော်တက်တုံးပါဗျတောင်းလျှောက်ကြီးလေးတက်လာအာဒီမှာဆုံးကဆိုကျွန်တော်9ရက်လား10ရက်လားမသိဘူးဇက်တိုက်တက်ခဲ့ခုနှစ်ရက်ဇက်တိုက်ပေါ့ဆိုရှေ့ရတော့မဟုတ်9ရက်9ရက်ဇက်တိုက်တော့တက်ခဲ့ဒီပိုင်းလည်းတက်ခဲ့တာပဲ9ရက်ဒီပိုင်းတက်ခဲ့တာပဲတောင်းလျှောက်တောင်းလျှောက်တွေတက်ခဲ့တာ အဲ့လိုတက်ခဲ့တဲ့ကဘာရွှေစည်းကကျွန်တော်တို့ပြကြပြီဆိုရင်ဗျာနှစ်ရက်သုံးရက်လောက်စတိုင်မကြတင်ဘူးလားကျွန်တော်အမြင်ကသုံးသပ်မိတယ်ပေါ့နော်အဲ့လားတဲ့ခါကျွန်တော်ကကျွန်တော်အမြင်ရမှာကျွန်တော်တူတဲ့အမြင်ရကျွန်တော်အမြင်ကမကောင်းလဲမနိုင်တယ်နော်ဒါပေမဲ့ကျွန်တော်တူတဲ့အမြင်ကကျွန်တော်မနဲ့ဖြန့်လောက်ထိအနည်းဆုံးမနဲ့ဖြန့်လောက်ထိကဘာရွှေစည်းဈေးအကြအားဆက်ရှိနိုင်တယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီအဲ့ဆိုဘယ်ချိန်မှဈေးအသက်ဖက်ပြန်ရောက်နိုင်လဲကျွန်တော်ကဘာရွှေဈေးကကျွန်တော်တို့ဒီနေ့တည့်ရက်တမှာပေါ့ဒီဒီနားနေလားလို့မျိုးကျွန်တော်ဈေးအသက်တုံးခက်ကြီးကြီးတုံး ပြန်ပြီးသွားပြီဆိုရင်ဈေးအတက်ဖက်ပြန်သွားပါလိမ့်မယ်ဒီလိုဈေးဒီဒီလိုအတုံးတော့ဗောနော်ဒီလိုကျွန်တော်ဒီမြားပြထားတဲ့ဒီပါအစိမ့်အောင်အတုံးလိုမျိုးဒီနေ့တရက်တာမှာဒါတရက်တာဗောနော်ဒါဒီအတုံးလေးတတော်ကတရက်တာကပားရွှေစေကိုကိုစားပြုပါလေတရက်တာအချင်းနဲ့ကျွန်တော်ကြည့်နေခြင်းဖြစ်ပါတယ်ဒီလိုမျိုးဒီလောက်လောက်အတုံးလောက်အတုံးလောက်နဲ့ဗောနော်တရက်တာမှာဈေးအတက်နဲ့ပြန်ပြီးသွားပြီဆိုရင်ကပားရွှေစေဈေးအတက်ဖက်ပြန်လာနိုင်ပါတယ်မဟုတ်တွေ့တော့ကပားရွှေစေကကျွန်တော်ထင်ပါတယ်မနေ့ပြန်လောက်ဒီဈေးအကြအားစကောင်းနေနိုင်ပါတယ်ခင်ဗျဟုတ်ပြီ အဲ့ဘယ်တခါမှဈေးအကြအဆက်ကောင်းမယ်ဆိုဘယ်ထိကောင်းနိုင်ချေရှိတလဲကျွန်တော်တို့ဘယ်ထိကောင်းနိုင်ချေရှိလဲဆိုတော့ကျွန်တော်တရက်တာနဲ့ပဲပြပစ်လိုက်တနာရီတိုင်းတာနဲ့ကြာနည်းနည်းလေးကန်နယ်လေးရသေးတော့ကျွန်တော်အမိအပြောမယ်ဆိုရင်ကျွန်တော်တို့ကပ္ပချွေစီကအ ਨੇ စုံဘယ်ထိဆက်ကြနိုင်သေးလဲမေးမယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်မှန်းထားသည်3980လောက်ထိကျွန်တော်ကြာနိုင်ချေရှိသေးတယ်ခင်ဗျဈေးအကြက380လောက်ထိသွားနိုင်ချေရှိပါသေးတယ် အနည်းဆုံးဈေးအကျပေါ့နော်အများဆုံးဈေးအကျဆိုရင်တော့ကျွန်တော်ဒီလောက်လောက်ထိပဲအမှန်ထားတယ်ဗျတဲ3890ပဲဆိုကြပါစို့ဗျာ3890လောက်ထိပဲကျွန်တော်သုံးသက်ထားပါတယ်အဲ့အပြက်ကဒီနေ့ကပ္ပချွေဈေးရကျွန်တော်တို့4000နာပေါ့နော်အနည်းဆုံး4000နာဒီကျွန်တော်ဈေးပြန်အကျမှန်လို့ရပါသေးတယ်အဲ့အပြက်ကမှာကျွန်တော်ကဈေးတက်တိုင်းလက်ရှိကပ္ပချွေဈေးကိုကျွန်တော်လိုက်ရောင်းလို့ရပါတယ်တခုရှိရနော်ကျွန်တော်ဒီကာလမှာရောင်းမယ်ဆိုရင်အမြင်ဈေးကိုစောင့်ရအောင် ဥပမာမနေ့တော့ဆိုပြဇေးထိုးကြသွားတဲ့အချိန်မှာတချို့လူတွေကြောင်း၄တောင်50လေး၄တောင်60လေးမှာလိုက်ရောင်းကြတယ်။ရောင်းအကြအားကောင်းနေလို့ရောင်းတာမမှန်ဘူးလားလို့မေးမယ်ဆိုရင်ဥပမာမမှန်ဘူးလားလို့မေးမယ်ဆိုရင်မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလက်ရှိကမ္ဘာ့ရွှေဈေးက volume များပြီးဈေးအသက်ကျကျန်းတာမလို့တခါလေပြဈေးကျချင်တော့မှအပေါ်ဆွဲတင်ပြီးမှကျတဲ့အနေအထားမျိုးတွေရှိပါတယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကရောင်းမယ်ဆိုရင်အမြင်ဈေးစောင့်ရအောင်ဝယ်မယ်ဆိုရင်အနေဈေးကိုစောင့်ဝယ်ရအောင်။ဟာအဲ့ဒါဆိုရင်ကျွန်တော်ပြောတယ်ဗျအမြင်ဈေးတွေအနေဈေးတွေမရောက်ရင်ရော မရောက်ရင်ရှင်းတယ်မဝယ်ဘူးပေါ့မရောက်ဘူးပေါ့ကျွန်တော်တို့ကကဘာရွှေဈေးကွက်ကိုကျွန်တော်အယောင်းဝင်လုပ်တယ်ဆိုတာကိုတတ်မှတ်ထားရဈေးတန်းရောက်မှအယောင်းဝင်တော့မှဖြစ်ပါတယ်တတ်မှတ်ထားဈေးတန်းမရောက်ရင်ရှင်းတယ်ကျွန်တော်ထိုင်ပဲစောင့်ကြည့်နေမယ်အဲ့ဒါပြတဲ့ကာမှာကျွန်တော်တို့ဒီနေ့ကဘာရွှေဈေးကိုရောက်မယ်ဆိုရင်ဘယ်ဈေးတန်းနေ့မှာရောက်တင်လဲလို့မိမယ်ဆိုရင်ကျွန်တော်အချိန်တနာရဲ့အတိုင်းတာနဲ့ကျွန်တော်ပြပေးပါမယ်ရောက်မယ်ဆိုရင်ကျွန်တော်ကတော့ ရောက်မယ်ဆိုရင်တော့ကျွန်တော်ဘယ်ဈေးရမှာကျွန်တော်အယောင်ကြိုက်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်လက်ရှိရောက်နေတယ်ပေါ့နော်ကျွန်တော်တို့ဒီ၄350နဲ့လက်ရှိ4330ကြာဈေးတန်းစုံမှာကျွန်တော်အယောင်ကြိုက်တယ်ဗျဒီဈေးတန်းစုံကြာမှာကျွန်တော်ကပ္ပရွှေကိုအယောင်ကြိုက်ပါတယ်အရှုံးပိုင်းဈေးတန်း4350အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ဘယ်လောက်လောက်အနည်းဆုံးယူလို့ရလဲလို့မြင်မယ်ဆိုရင်ကိုကခပပပဲလိုချင်တယ်ဆိုရင်တော့ဗျ၄80လောက်ပဲယူပါ ဒါမှမဟုတ်ကိုကစောင့်နိုင်တယ် risk ယူနိုင်တယ်ဆိုရင်တော့၄တောင်အထိကျွန်တော်အမြန်ပိုင်းဈေးတန်းယူလို့ရပါတယ်။ဒါပထမရောင်းတင်တဲ့ဈေးတန်းဆုံးဖြစ်ပါတယ်။ဟုတ်ပြီဒုတိယရောင်းတင်တဲ့ဈေးတန်းဆုံးကတော့ကျွန်တော်တို့ဒီပေါ်တော့ကျွန်တော်တို့၄တောင်190နဲ့ကျွန်တော်တို့၄တောင်190နဲ့ကျွန်တော်တို့ 4190ကျားဈေးတန်းဆုံးဖြစ်ပါတယ်။အဲဈေးတန်းဆုံးမှာလည်းကျွန်တော်တို့ကဘာရွှေကိုကျွန်တော်တို့ရောင်းလို့ရပါတယ်။အမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့ဘယ်လောက်အောင်အနည်းဆုံးယူလို့ရလဲမေးမယ်ဆိုကျွန်တော်ခုနပြောလို့ပဲ4080အနည်းဆုံးယူလို့ရတယ်။အများဆုံးအနေနဲ့4000တိယူလို့ရတယ်။အရှုံးပိုင်းဈေးတန်းကတော့4190အထက်မှာပေးပါခင်ဗျ။ဒါဒုတိယရောင်းတင်တဲ့ဈေးရန်ဆုံးဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပေါ့နော်။ရောင်းတင်တဲ့ဈေးရန်ဆုံးကတော့ဒါကတော့ကျွန်တော်တို့ရောင်းနိုင်ချေရှိပါမလားတော့မသိဘူး။ဒါပေမဲ့ကျွန်တော်အပေါ်ဆုံးမှာအပေါ်ဆုံးမှာဆိုကျွန်တော်ဒီ၄နှစ် 50လင်းနင်း50 53ပဲဆိုရလင်းနင်း53နဲ့ကျွန်တော်တို့ဒီကြားစည်းတန်းဆုံးဖြစ်ပါတယ်4200ကျွန်တော်တို့25ကြားစည်းတန်းဆုံးဖြစ်ပါတယ်ဒီစည်းတန်းဆုံးကတော့ဒီနေ့အတွက်ပေါ့နော်ဈေးတက်တဲ့အခါမှာရဲရဲရောင်းတင်တဲ့နောက်ဆုံးစည်းတန်းဆုံးဖြစ်ပါတယ်အရှုံးပိုင်းဈေးတန်း4153အထက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကကျွန်တော်ခုနပြောလို့ပဲအနည်းဆုံး4080အများဆုံး4000ဈေးတန်းထိတာဂက်ထားပြီးတော့အမြတ်ပိုင်းဈေးတန်းပေးလို့ရပါတယ်ခင်ဗျကျွန်တော်ကတော့ဒီနေ့ ကဘာချွေစီကိုကျွန်တော်အယောင်ဘက်ပဲကျွန်တော်ဦးစားပေးခြင်းပါတယ်အဝယ်ကိုစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်အ ਨੇ ဆုံးပေါ့နော်ကျွန်တော်အဝယ်စဉ်းစားမယ်ဆိုရင်တော့၄000ဈေးတန်းနားလောက်ကြာမှာအဝယ်ပြန်စဉ်းစားပါမယ်တကယ်လို့၄000ဈေးတန်းနားမှာကဘာချွေစီကဈေးအတက်တုံပေါ့ဒီလိုမျိုးဈေးအတက်တုံခက်ကြီးကြီးတုံပြန်ပြီးခဲ့ရဆိုရင်တော့ကျွန်တော်ဈေးကွက်အနေထားကိုကြည့်ပြီးကျွန်တော်ပြန်ဝယ်ဖို့ကျွန်တော်စဉ်းစားပါမယ်ပြန်ဝယ်ပါမယ်ကျွန်တော်အမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်ဘယ်လောက်ယူမလဲမသိဘူးဆိုရင်၄000 60 4000 80လောက်ယူပါမယ်အရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်3990အောင်လောက်ပေးပါမယ်ခင်ဗျာ ဒါပေမဲ့ကျွန်တော်လက်ရှိမှာတော့ကျွန်တော်အဝယ်တဲ့ဆိုင်အယောင်ကိုပို့ပြီးတော့ဦးစားပေးပါမယ်ဟုတ်ပြီအဲ့အဲ့အပြစ်ကမှာကပ္ပချွေစေးပါနော်အာဘယ်ချိန်မှာဆိုရင်ဘလို့အနေထားဖြစ်သွားရင်တော့ဈေးပြန်မကျနိုင်တော့ဘူးလေလို့မိမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ်နော်ဒီအပေါ်ဘက်က4253ဈေးတန်းအထက်မှာကပ္ပချွေစေးတင်းတဏိတာတွေပေါ့နော်ကျွန်တော်တို့အချိန်တနိုင်အတိုင်းတာပေးစေးကျွန်တော်မားကတ်ခေါ်ရ H1 ဘူကန်နက်စတင်နဲ့လင်းနေငါတုံးအသက်မှာဖောက်ပြီးတော့ဈေးပိတ်သွားရင်နော်ဒီနေ့ကပ္ပရွှေစေးဈေးပြန်ကြဖို့တော့မလွယ်တော့ဘူးဗျ ဈေးအသက်ပဲပဲဆက်သွားနိုင်တယ်အဲ့လိုဖောက်ပြီးပိတ်သွားပြီးဆိုရင်ကျွန်တော်ကမ္ဘာရွှေဈေးကိုလိုက်ဝယ်လို့ရတယ်4300 4300အထက်တည်းထိကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်4220အောက်လောက်မှာပြေးပါခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ဒီနေ့အတွက်အရောင်းဝယ်လို့ရမယ်ဈေးတန်းလေးဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော် ဈေးအကျနေလို့ပဲကျွန်တော်သုံးသပ်ထားပါတယ်။မန္တလေးဒီအခုဈေးပြန်ကန်တက်နေတယ်။ဒါပေမဲ့နေလက်ကင်ဥရောပချင်းနဲ့ညဘက်အမေရိကန်ဈေးကွက်ချင်းတွေမှာတော့ဈေးအကျအားဆက်ကောင်းလိမ့်အောင်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်။ကျွန်တော်သုံးချက်မှန်မှန်မှန်ဆိုတာတော့စောင့်ကြည့်ကြပါ။ကျွန်တော်လည်းမှားနိုင်တယ်နော်။ကျွန်တော်မှတ်တင်းတွေပေါ့မှန်မယ်လို့မပြောဘူး။ဒါပေမဲ့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ညလက်ရှိမှာကျွန်တော်တို့ကဈေးကြတိုင်းဝယ်မဲ့လူတွေ retail trader အများစုရှိတာပြတကာမှာဈေးကွက်အနေနဲ့အဲ retail trader တွေကိုရှင်းထုတ်တဲ့အနေနဲ့ဈေးရဆက်ကြအောင်ပါ။ဘာလို့လဲမင်းမဆိုကျွန်တော်အသက်သုံးရလိုက်ဗျာ။အာအမြင်ဈေးရောက်ပြီဆိုပြီးတော့ရှောက် လိုက်ရောင်းခဲ့တဲ့လူတွေရှိတယ်ဥပမာကျွန်တော်ဆိုလဲ၄00တရားတို့ဘာတို့မှရောင်းခဲ့တာပဲဒါမဲ့ဈေးကတောက်လျှောက်တက်သွားတယ်အရှုံးပိုင်းဈေးနဲ့နေကြည့်အခုဈေးအကျမှလည်းပြဟာအနေဈေးရောက်ပြီးဝဲဝဲဝဲလိမ့်ဝဲလိမ့်ဝဲဆိုတဲ့လူတွေရှိမှာပဲအဝဲဝဲဝဲအနေဈေးရောက်ပြီးကမ္ဘာရွှေအချင်းတန်းပြန်တက်မှာဆိုဝဲဝဲဝဲဆိုတဲ့လူတွေရှိမှာအဲ့အဝဲသမားတွေကိုရှင်းတုတ်တဲ့နေနဲ့ဈေးကဆက်ကျသွားတာမျိုးဖြစ်နိုင်တယ်ခင်ဗျအဲ့ဒါပြတဲ့ကာမှာကျွန်တော်ကတော့အကြအားဆက်ကြည့်နေလို့မထင်ပါနဲ့ကျွန်တော် အသက်ပြန်လာမယ်ဆိုရင်တော့မှလေကျွန်တော်တို့အဲ့ဒီ inflation data တွေပေါ့နော်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှု data တွေထွက်ဖို့ရှိတဲ့တနည်းနဲ့ထွက်ဖို့ရှိတဲ့တောက်ကြနေ့လောက်မှပဲအသက်ပြန်လာလိမ့်မယ်လို့ကျွန်တော်မှန်းထားတယ်ခင်ဗျတောက်ကြနေ့လောက်မှပဲပေါ့နော်အခုကတော့ကျွန်တော်တို့ဒီနေ့နဲ့မနေ့ပြန်တော့အကြအားဆက်ချနေလေအောင်မယ်လို့ကျွန်တော်တုံ့သက်ထားပါတယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်ဒီနေ့တရက်တာပေးစီဘယ်မှာပိတ်ရင်စေးအကြအားဆက်ကောင်းမလဲအဲ့ဒါလေးကိုကျွန်တော်တုံ့သက်ကြည့်လိုက်အောင်ဒီနေ့တရက်တာအပိတ်စေးတာဘယ်အောက်ပရင်စေးအကြအားဆက်ကောင်းမလဲလို့မေးမှဆိုရင်ကျွန်တော်တို့ ကျွန်တော်တို့ဗျာ4080ဈေးနှုန်းအောက်မှာကျွန်တော်တို့ပြန်ပိတ်နိုင်ဖို့လိုအပ်ပါတယ်4080ဈေးနှုန်းအောက်မှာပိတ်ရင်မနေ့ပြန်ဈေးဆက်ကြပါဒီနေ့တရားသားပိတ်ဈေး4080ဈေးနှုန်းအောက်မှာအကြာကောင်းကောင်းနဲ့ဖောက်ကြပြီးပိတ်သွားပြီးဆိုရင်ဒီနေ့ညတရားသားပိတ်ဈေးတာပိတ်သွားပြီးဆိုရင်ကျွန်တော်ဘယ်လောက်ထိတော့ကြနိုင်လဲမေးမယ်ဆိုရင်ကျွန်တော်မနေ့ပြန်လောက်မှာ3900ရာ3890အထိမြင်ရနိုင်မှာမနေ့ပြန်ပါနော် စမ်းကျင်ပန်းနေတဲ့ဒီနေ့တည့်ရတာအပိတ်သေးတာကျွန်တော်ဘဲအပေါ်ပြန်ပိတ်သွားခဲ့ရင်လည်းလုံးမိမှာဆိုရင်ကျွန်တော်တို့ဒီပေါ်ပေါ့နော်ကျွန်တော်တို့ရေအောင်190အထက်ပြန်ပိတ်သွားခဲ့တယ်ဆိုရင်ဆိုရင်ရေအောင်190မို့ကျွန်တော်ဘယ်ဈေးလဲလို့မျိုးဆိုအပေါ်ရောင်း190မို့ဒီဈေးပေါ့ဗျာဒီတော့230အထက်မှာဈေးပြန်ပိတ်သွားတယ်ဆိုရင်ကပ္ပရွှေဈေးကျွန်တော်တို့အတက်အားပြန်ကောင်းလိမ့်မယ်ခင်ဗျာ လင်းနှစ်တစ်ဆက်ထက်မှဈေးပိတ်သွားနိုင်ခဲ့တယ်ဆိုရင်ဒီနေ့တည်းကအပိတ်စေးပါ၄300လေး400ပြန်လာလိမ့်မယ်။အဲ့လားပြတ်ကကျွန်တော်ဒီနေ့တရက်တာပေးစီ၄နှစ်တစ်ဆက်ထဲပြိနိုင်မလား။ဒါမှမဟုတ်ရင်၄80အောက်ပြိနိုင်မလား။ဂျားထဲမှာပဲပြိသွားမလားဆိုတာကျွန်တော်တို့စိတ်ဝင်စားဖွယ်ရအောင်ကြည့်အောင်ဖြစ်ပါတယ်။ဒါလျောက်နီးပညာပိုင်းအောင်တော့တစ်ချက်ဖြစ်ပါတယ်။သတင်းပိုင်းကိုကျွန်တော်တို့ကြည့်တာ။ဒီညဘာသတင်းမှမရှိဘူး။တခုရှိရတာဒေါ်လာအင်တက်ကြီးကတော့ပြန်ကျတယ်။ဒါဒေါ်လာအင်တက်ကျနေမှာဆို68ထပ်ပါမှာပဲ။ဒေါ်လာအင်တက်ကြီးကဟို68အောက်ဒီပိုင်းကျနေရမှာမဟုတ်ဘူး။ ဒေါ်လာအင်တက်ကတော့68.69ကြာပဲပြေးနေရတယ်။အဲအကြောင်ဒီကာလမှာဒေါ်လာအင်တက်နဲ့တွားချိတ်ဆက်ပြီးတော့ဗျာကဘာရွှေဈေးကိုတွားစဉ်းစားလို့တော့မရဘူး။တကယ်လို့ဒေါ်လာအင်တက်သာတရားတွေတရားအထက်တွေတက်ခဲ့မယ်ဆိုရင်တော့ကဘာရွှေက၄ထောင်အောက်ကိုကောင်းကောင်းကြီးအကြအားဆက်ကောင်းသွားနိုင်တယ်ပေါ့နော်။ဒါမဲ့လက်ရှိမှာဒေါ်လာအင်တက်က68.69ကြာပဲဈေးငြိမ်တက်နေအောင်ပဲဖြစ်ပါတယ်။ပြီးတော့တနည်းညမှာဘာသတင်းဒေတာမှမရှိဘူး။မနက်ဖြန်မှာကျွန်တော်ဒေတာစရှိမယ်လို့ပြောလို့ရပြီ။ဟုတ်တယ်မနက်ဖြန်မှာဒေတာစရှိမယ်။ဒီနေ့ညပါတင်းမှမရှိဘူး။ကျွန်တော်ဒီဟာရှိတဲ့တင်းရကလည်းကျွန်တော်တို့က ရင်းနှီးနှံဆိုင်တဲ့တင်းဆိုကျွန်တော်တို့နဲ့မဆိုင်ပြီးတော့လက်ရှိမှာကျွန်တော်က trend နဲ့အဲအမေရိကန်တမန်တော်ရဲ့ trend နဲ့တရုတ်တမန်ရှင်းပင်လို့ပေါ့ဒီမှာနော်ကုန်သွယ်ရေးကိစ္စသူဆွေးနွေးမဲ့ကိစ္စပြတ်သွားပြီလို့ကြားရတယ်။ပြီးရင် trend နဲ့ Putin နဲ့တွေ့မဲ့ကိစ္စပေါ့ဗရုရှားတမန် Putin နဲ့တွေ့မဲ့ကိစ္စကလည်းမဖြစ်လာနိုင်တော့ဘူးလို့သိရ။အဲအဖက်တစ်ခါမှာကျွန်တော်လက်ရှိမှာဒီတင်းကရင်းဆိုးလာလို့ပြောမှဆိုရင်ပြောရပြောမှဆိုသူတို့က ကုန်သွင်းကိစ္စမဆွေးနွေးတော့ဘူးပြောတာမဟုတ်ရုရှားယူကရိန်းကိစ္စမဆွေးနွေးတော့ဘူးလို့ပြောတာမဟုတ်ဘဲနဲ့သူတို့တွေ့မဲ့အစီအစဉ်ကိုပဲဖျက်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲဘာလို့ထုတ်ပြန်မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ပြီးတော့မကြခင်မှာကျွန်တော်အမေရိကန်ကမ္ဘာမတ်ရှက်တောင်းကပြည်လဲတော့မယ်ဘာညာအတန်ကြားနေရပေါ့နော်ဒါကတော့သူတို့အတိပူးချက်တရင်ထုံမှာဒါကျွန်တော်အတိပူးလို့ရလိမ့်မယ်ဘာလို့ဆိုတော့ဒါကတော့ကိုလာဟလာကြီးထွက်နေတဲ့ပြတ်ကပေါ့တကယ်လို့ဒါအမေရိကန်အစိုးရရှက်တောင်းကြတာဒါကျွန်တော်ပြည်လဲသွားတယ်ဆိုရင်တော့ကမ္ဘာရွှေစီပေါ့တရင်ပိုင်းညာဆက်ထိုးကြသွားနိုင်တယ်ခင်ဗျ ကြအကောင်ရေတိုးအကြအဆက်ကောင်းသွားနိုင်မှာပေါ့နော်ကျွန်တော်ပြောတာဟိုးအောက်တီထိုးကြသွားမှာပြောရမှာပေါ့နော်ရေတိုးအကြအဆက်ကောင်းသွားနိုင်တယ်ဘာတွေဖြစ်မလဲဆိုတာကိုကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမယ်လက်ရှိမှာတော့ကဘာရွှေစီအသက်ဖက်ဖြစ်စေတဲ့သတင်းကတော့ breaking news တွေပါကြီးကြောင်းထွေထူးထူးကျွန်တော်မတွေ့ရသေးဘူးဒါပေမဲ့လည်းကျွန်တော်တို့ကဘာရွှေစီကွာရဲ့သဘောတဘာဝအတိုင်းကျွန်တော်ကတခါတည်းနေထွက်လာပြီဆိုရင်စုပြုံထွက်တတ်တာမလို့အဲ့အလေးကိုသတိထားဖို့လိုတယ်။မှန်တယ်ကျွန်တော်ဒီနေ့မှာအယောင်ကြိုက်တဲ့ဈေးအကြမ်းမှန်တဲ့အယောင်အားပေးတဲ့ဆိုပေမဲ့လည်းကျွန်တော် risk management လုပ်ထားပါရတယ်။ ရကျွန်တော်ရောင်းတယ်ဒါပေမဲ့ဘယ်ဈေးမှာအရှုံးပိုင်းဆိုတော့ကျွန်တော်ပြောထားပါတယ်ဘယ်ဈေးမှာအရှုံးဘာလို့လဲမဲ့ဆိုတော့ကျွန်တော်တို့ကမ္ဘာ့ရွှေဈေးကွက်ကလက်ရှိမှာဈေးကြမဲ့ဈေးတက်မဲ့100%ပြောလို့မရဘူးမနေ့ကလည်းကျွန်တော်တို့ဈေးကြတိုင်းလိုက်ဝယ်တဲ့လူတွေပေါ့နော်အာဈေးအတက်မှန်တဲ့လူတွေအထိနာခဲ့လို့ပြောမြဒီနေ့မှလည်းဈေးကပြန်တက်သွားနိုင်မှာပြပေါ့ကျွန်တော်ဒီကမ္ဘာ့ရွှေဈေးကွက်မှာဘယ်ဟာမှတရားရံကုန်တိတ်ကြတာမရှိပါဘူးအဲ့ဒါကျွန်တော်ဈေးအကြသုံးသက်ထားပြင်မယ်လေ ကျွန်တော်ရောင်းတဲ့အရောင်း order တွေကိုကျွန်တော် risk management လုပ်ထားခြင်းဖြစ်ပါတယ်ဒီကာလမှာကမ္ဘာရွှေကိုအရောင်းမလုပ်တဲ့ခါမှာ risk management လုပ်မထားဘူးဆိုရင်အနေရအရန်များပါတယ်ခင်ဗျကမ္ဘာရွှေစီကလက်ရှိမှာတက်လေကျွတ်တက်လွယ်ကျလေဖြစ်နေပါတယ်မနေ့ကတရထနေဘူးဗျာပြ290ကျော်ထိုးကြခဲ့တာဒါတမိုင်းတစ်လျှောက်မှာတရထနေအများဆုံးစံချိန်တင်ကျခဲ့တာဖြစ်ပါတယ်နောက်ပိုင်းနေလေဒီလိုမျိုးတွေထက်လာပါလိမ့်မယ်လက်ရှိကမ္ဘာရွှေစီကဒီတနာီတည်းနဲ့ဗျာဒေါ်လာ30ဒေါ်လာ40ပစ်30ပစ်40လောက်လောက်တာဘာမှမဟုတ်တော့ဘူးခင်ဗျ အရင်တော့ဆိုပြကျွန်တော်ကအရင်တော့ကပ္ပရွှေစုကအနေထားဆိုကျွန်တော်ပဲ2016 15တွေတော့ဆိုရင်ကျွန်တော်တို့ကတရက်ကိုပစ်30 40လောက်လှုပ်ရင်တော့မှဒါတော်တော်လေးလှုပ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲအဲ့လိုအောင်ဆိုရင်ပေါ့နော်ဒါပေမဲ့အခုကလာမှာတော့တရက်ကိုဒေါ်လာ30ဒေါ်လာ40ပစ်30ပစ်40လောက်လှုပ်တယ်ဆိုတာသူဆန်းဆန်းဟုတ်မနေတော့တရက်ကိုပစ်တရာကြီးပစ်ညရာကြီးမနေ့ကဆိုပစ်ညရာ300နီးပါးလှုပ်တာလေးကျွန်တော်မြင်ခဲ့ရတာဆိုတော့ကျွန်တော်တို့တိတ်ပြီးတော့မထူးဆန်းတော့ဘူးပေါ့နော် အဖရိကမှာကျွန်တော်တို့ကကမ္ဘာရွှေ့ဈေးကွက်ခေတ်ကလာအချိန်ညာပြောင်းလဲသွားပါပြီလက်ရှိဈေးကွက်နေသားတက်လွယ်ကြလဲဖြစ်နေတာဖြစ်တဲ့ခါမှာကျွန်တော်ကဝယ်မယ်ရောင်းမယ် point တွေကိုတက်မှတ်ပြီးသွားပြီဆိုရင်အဲ့ဈေးတန်းတွေမှာဝယ်ပြီးရောင်းပြီးဆိုရင်လည်းအရှုံးပိုင်းဈေးတန်းတွေတက်မှတ်ထားဖို့လိုတဲ့ပြီးသွင်းပြီးရင်ကိုယ်တက် risk ယူနိုင်မယ်ပေါ့နော်အရောင်းဝယ်ပမာဏနဲ့ပဲကိုကအရောင်းဝယ်လို့ပို့အရေးကြီးတယ်ခင်ဗျဘာလို့လဲမဲ့ဆိုကျွန်တော်ကဝယ်ပြီးရောင်းပြီးဆိုကျွန်တော်ပုံမှန် trader တွေကအမျက်ကိုအရင်စစ်စားတယ်အာငါဘယ်ဈေးရောင်းရင်အမျက်နဲ့ပြစ်လိုက်ရင်ဘယ်လောက်မြင့်ရမလဲအဓိကကျွန်တော်ကအမျက်တက်ဆိုင် risk ကိုအရင်စစ်စားမှာဗျာ ိုဘယ်လောက်ဒီ risk ယူနိုင်လဲဘယ်လောက်အရှုံးခံနိုင်လဲပြီးရင်ဒီ order ဒီအယောင်းအဝယ် order အတွက်ဘယ်ဈေးမှာကိုအရှုံးပိုင်းမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုအပ်ပါတယ်မဟုတ်ဘူးဆိုရင်ပြကျွန်တော်တို့ဒီအောက်မှာရောင်းနေဈေးခုန်တက်သွားပြီဆိုရင်ဒီအယောင်းကြီးအပေါ်ထိပါလာမျိုးဥပမာမနေ့ကပြ4000 300အထက်မှာဝယ်ထားတယ်ဈေးထိုးကျသွားပြီဆိုရင်အဲ့အဝယ်ကြီးကအောက်ထိပါလာတာမျိုးအရှုံးများတာမျိုးကျွန်တော်ကြုံရနိုင်ပါတယ်ဒါလေးကိုသတိထားဖို့လိုအပ်ပါတယ်နော် အဲ့အပြတ်ကကျွန်တော်ခုနစကားပြန်ဆက်မယ်ဆိုရင်သတင်းပိုင်းရဆိုရင်တော့လက်ရှိမှာကမ္ဘာရွှေစီအတက်ဖက်ပြည်စီမဲ့သတင်းထွေထူးထူးတော့မတွေ့ရသေးဘူးဒါပေမဲ့သတိထားဖို့တော့လိုအပ်ပါတယ်ခင်ဗျဒါလေးအားကိုကျွန်တော်ရဲ့ဒီနေ့အော်တိုဘာလ22ရက်နေ့ဘရိုနီတီယတာကမ္ဘာရွှေစီကွက်တော့တစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတော့တစ်ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်နေတယ်ဆိုရင်တော့ကျွန်တော် YouTube channel ကျွန်တော် Telegram channel ကျွန်တော် TikTok account တွေကို subscribe see fat and follow link လောက်ထားပေးကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကပားရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တိတက်အခြေခံသတင်းတွေတက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်ဆုံဆန်းမေးမြန်းနိုင်ပါတယ်။ကမ္ဘာ့ Twitter အလုံးပဲလက်ရှိဈေးအကြပဲသွားနေတယ်ကမ္ဘာ့ရွှေဈေးကိုပေါ့နော်။ဒီနေ့တရက်သားမှာကျွန်တော်တို့အထူးတတိထားအယောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးနေတယ်ပဲ။ကျွန်တော်ရဲ့ဒီနေ့တရက်သားကမ္ဘာ့ရွှေဈေးကတော့တော်တော်ချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုန်ချုပ်ပြရစေခင်ဗျ။